ဆရာရဲ့တပည့်တွေကိုနေတိုင်းခတ်တဲ့ပါရာဂရက်တွေပဲရေးခိုင်းတော့ခေါင်းရှုပ်နေမှာဆိုလို့ဒီနေ့နည်းနည်းလေးပြန်ပြီးလွယ်တဲ့စာပဲကလေးရေးခိုင်းထားတယ်။ဒီနေ့မနေ့မနက်ဖက်မှာဘလို့လေးသင်ပေးမလဲဆိုတော့ဒီနေ့မှာဆိုရင်အဲဝန်ထမ်းတယောက်ကဘလို့လူမျိုးဖြစ်တယ်မနက်ဖက်မှာဆိုရင်တော့အဲလုပ်ငန်းရှင်တယောက်ကကျတော့ဘလို့လူမျိုးဖြစ်တယ်ဆိုတဲ့ဟာလေးကိုအလွယ်ကိုအခုဆုံး vocabulary ကိုသုံးပြီးတော့ဆရာစာပဲကလေးတိဆောက်ထားရပေါ့အဲ့ဒါလေးအတူတူရေးလိုက်ရအောင်ဆရာနဲ့အတူတူနေတိုင်းရေးထားတဲ့ဆရာရဲ့လမ်းနာများဗီဒီယိုလေးခဏလေးရက်ပြီးတော့အင်္ဂလိပ်လိုပြန်ပြီးတော့ရေးကြည့်ပါပြန်အောင်ပါပြင်းတယ်ဆိုရင်တော့မှဘာသာကလေးနဲ့ပြောပြီးတော့ ြောကြည့်ပါတော့အဲဒီနေ့မှစတွေ့ရလန်ဒါများတော့ဘာမှမလုပ်ကြည့်နဲ့အောင်ဆရာရှေ့မြောက်လောက်ချက်လောက်ကြည့်လိုက်အောင်ကြည့်ပြီးနားလဲတဲ့အဆင်ပြေရဆိုရင်ဒီ day 1ကနေစပြီးတော့ဒီနေ့ဂျင်းစီကြည့်လာခဲ့လိုက်အဲဆိုရင်ဒီ vocabulary ကိုရေးဟန်ရော usage တွေရောဆရာလန်ဒါတွေရသွားလိမ့်မယ်အဲအဲ့ဒါမှအခုတော့ခက်ခဲရဆိုရင်အင်္ဂလိပ်စာအောက်တက်ကြည့်ဖို့ရ30လုံးဝအခြေခံမရှိရသူပေါ့နော်အဲမူလာလည်းတော့အခြေခံရှိရလူမျိုးလောက်တည်းရည်ရထားတဲ့အခြေခံအောက်တက်ချက်ပေါ်ရ30ဆိုရယ် CV လေးကိုကြည့်ရ30ကြည့်ပြီးသွားတဲ့ခါကျရင်အခြေခံခံပြီးအဲ့ဒါဆိုတော့ဒီလိုဟာမျိုးတွေကောင်းကောင်းကြီးလို့ ရပြီပေါ့နော်အဲကြည့်လိုက်အောင်ဝန်ထမ်းတယောက်ဆိုတာတဲ့တစ်ထင်းတူဒါမှမဟုတ်မန်နေဂျာတယောက်တည်းအလုပ်လုပ်တဲ့သူတယောက်ဖြစ်ပါတယ်တဲ့ဝန်ထမ်းတယောက်နော်ဝန်ထမ်းတယောက်ဆိုဘယ်လိုခေါ်လဲဆိုရင် a staff a staff ဝန်ထမ်းတယောက်မှတ်ထားအောင် meaning လေးတွေ subject ပြင်ဘယ်သွား verb ကိုသွားမယ်ဖြစ်တယ်ဖြစ်တယ်ကမရတော့မကြပြီနော်ခတ်တာတွေပဲရေးနေဖြစ်တယ်ဆိုတာ is ဘာဖြစ်တာလဲလူတယောက်ဖြစ်တယ်လူတယောက်ဆိုတော့ a person ပေါ့ဘာပြော staff ဆိုတာလဲလူတယောက်ပါပဲတဲ့ဘာလုပ်လဲ do သူ ဟိုရက်ကမှပြောထားရင်ဒေါ်နေရာဆိုရင်ဝဲဒေါ်အချိန်ဆိုရင်မွမ်းဒေါ်သူဆိုရင်ဟိုဒေါ်သူဖြစ်တယ်။ဘာလို့ဒေါ်သူလဲ?အလုတ်လုတ်ဒေါ်သူ။ဝူဝေါ့လူတယောက်တည်းဆိုတော့ walk ဆိုတဲ့ဘဝမှာ as tell နော် a step is a person who walk ဘလူအတွက်လဲ manager တယောက်အတွက်အတွက်ဆိုတာဖြစ်အောင် for a အတတိတူအတွက်ရေးလိုက်မယ် for a boss or ဘာမို့လဲ manager တယောက်အတွက်ဆိုတော့ a manager ဟာလေလား တော့ staff ဆိုတာ person တရားဖြစ်တယ်ဘာဘာဖြစ်တော့ person လဲ who work အလုပ်လုပ်တော်သူတရားဖြစ်တယ်ဘယ်သူအတွက်လဲ for boss အဖြေတရားအတွက် or a manager အာ manager တရားအတွက်ပေါ့သူကအစည်းကမ်းတွေကိုလိုက်နာရပါတယ်တဲ့သူကအစည်းကမ်းချရတယ်လို့မဟုတ်ဘူးသူကအစည်းကမ်းလိုက်နာရတယ်သူပြောသူများချတဲ့အစည်းကမ်းလိုက်နာတယ်သူဒီဆိုဖီပေါ့ရှီလည်းဖြစ်နိုင်တယ်ပေါ့ subject ပင်ဘက်ကိုသွားမယ်ရတယ်ဆိုတာ must ရတယ်ဆိုမှသာဘာလို့ရလဲလိုက်နာရတယ်ဆိုတာ follow ဒီမှာတခုကိမ့်မဟုတ်လို့ဒီမှာ S tag မလို့မလုံးနဲ့ဒီ follow ဒီဘဝမဟုတ်ဘဝဆိုရင် S tag ရတယ်ဒီမှာ S tag ထားတယ် mass ဒီ model ဘက်ဖြစ်တယ် can co share show we won't be my mass ကျွန်တော်ဆက်မှာလဲပြောထားပြီ model ဘက်ကတော့မှာ original version 0ပဲလိုက်ရမယ်ဆိုတော့ S tag ထည့်လို့မရဘူးသူကဘာလုပ်ရမလဲစီကန်းတွေကိုလိုက်နာမယ်ဒီမှာ follow rules ဒီကနေလိုက်နာရတယ်ပြီးတော့ဆိုတော့ and ဘာလုပ်ရသေးလဲတာဝန်တွေကိုပြီးဆောင်အောင်လုပ်ရတယ်ပြီးဆောင်အောင်လုပ်တယ်ဆိုတဲ့ဟာကိုလွယ်လွယ်လေးလေးလုပ်ရတယ်လीဘာလဲဆိုရင် finish ပေါ့ alpha and sa finish ပြီးဆုံးသည်ပြီးဆုံးအောင်ပြုလုပ်သည်ပြီးဆုံးအောင်လုပ်တယ်ဒါတွေကိုလည်းတာဝန်တွေဆိုတော့ task နောက်ရင်အများဆုံး estimate finish မှာလည်း s e s ဆက်စားမလို့ရှေ့မှာ must ခံထားရတဲ့ကြောင့်အဲ့တော့ follow rule စီကလိုက်နာရမယ် finish task တာဝန်တွေပြီးဆုံးအောင်လုပ်ရမယ်တစ်ခါတလေအလုပ်ကလွယ်ပါတယ်ဟုတ်တာပေါ့အဲ့တော့ sometime အလုပ်ကဆိုတော့ the work is easy ဒါပေမဲ့ bad အများကြီးတော့မဟုတ်ဘူးပေါ့နော်တခါတလေလဲ sometimes အလုံးရှုပ်တာပေါ့ subject မရှိတော့ idea ကိုအခုခေါ်လိုက်မယ် it is busy ပေါ့အလုံးရှုပ်တယ်ဝန်ထမ်းကောင်းတယောက်ကတော့တာဝန်သိတတ်ပြီးရှင်းချပြီးအလုပ်စူးစမ်းပါတယ်ကိုကလုပ်ငန်းရှင်မဖြစ်ဘဲနဲ့ဝန်ထမ်းဖြစ်နေတယ်ဆိုရင်ငါကိုဟိုဆရာထဏိုင်းမှာဝန်ထမ်းဖြစ်နေတယ်ဒါပေမဲ့လုပ်ငန်းရှင်ဖြစ်အောင်ပြောင်းလဲနေတယ်လို့ဆိုရင်တော့တော့ဆက်ဝန်ထမ်းဖြစ်နေတဲ့အခိုင်အလောက်မှာအကောင်းဆုံးဖြစ်အောင်လုပ်ပါတော့အဲ့တော့ကိုက အဲ့ဒါမှလည်းကိုယ့်ရဲ့ပညာလည်းရမယ်နာမည်ကောင်းလည်းရမှာပေါ့အဲ့တော့ဝန်ထမ်းကောင်းတစ်ယောက်ကတော့ဆိုတာလေဘယ်လိုရေးမလဲဆိုလို့ရှိရင်အာအာ good step ပေါ့ကောင်းသောဝန်ထမ်းဆိုဝန်ထမ်းကောင်းပေါ့မန်မာလေးတဲ့တွေ့ရင်လည်းရတယ်ဒါကြရင်ဝန်ထမ်းအများအတွက်လည်း step သုံးတဲ့ဆိုတော့ step ထဲမှာမှတယောက်ဖြစ်အောင်ဆိုရင် member လေးနဲ့တွေ့ရင်လည်းရတယ်ဒါပြောပြတာ member မပါလည်းရတယ် a good step member ဝန်ထမ်းကောင်းတစ်ယောက်ကတော့တာဝန်သိတတ်တယ်တဲ့အဲ့ဒါဘယ်လိုခေါ်လဲဆိုတော့ responsible responsible တာဝန်သိတတ်တော့ adjective ဖြစ်တယ်ဗျာ အခြေအနေဆိုရင်တော့ဒီဖြစ်အောင်ဒီမှာအမစ်စာထည့်ထားတယ်။ဒါ ghost member is responsible ။ဒါပဲလား။အမှန်တိတယ်နေမရအောင်ယဉ်ကျေးရသေးတယ်။ light ။ဒါပဲလားမပြီးသေးဘူးအလုပ်လဲကြိုးစားပါသေးတယ်ဆို and hard working ။ဒါ ing နဲ့ဆုံးမှာဒါ adjective ပဲ။တော့အလုပ်ကြိုးစားတော့ polite ယဉ်ကျေးတော့တော့ဒီအကုန်လုံးကိုရှေ့ရအကထိန်းပြီးတော့ဒီဖြစ်အောင်ပြောင်းမလိုက်ဘူး။ဆက်လောက်ချက်အောင်။ A staff is a person who works for a boss or a manager. He must follow rules and finish tasks. Sometimes the work is easy, but sometimes it is busy. A good staff member is responsible, polite, and hardworking. ငါဒီနေ့စာပိုင်းပြည့်တော့ဆရာလန်လာကြီးကောင်းကောင်းလေးကြီးနိုင်မယ်လို့ဆရာပြောလေးပါတယ်နေတိုင်းလိုလေးကြိုးစားပြီးတော့လေ့ကျင့်ကြပါအင်္ဂလိပ်စာနဲ့နေတိုင်းချစ်တွေ့မယ်ဆိုရင် language တစ်ခုဖြစ်တဲ့အတွက်ကြောင့်အချိန်တိုင်းတာတစ်ခုတစ်နှစ်ထက်မကျော်တဲ့အချိန်တိုင်းတာတစ်ခုအတွင်းမှာပဲဆရာလန်လာကြီးအင်္ဂလိပ်စာကိုကောင်းကောင်းရင်သုံးချနိုင်မှာဖြစ်ပါတယ်ကြိုးစားလေ့လာကြပါ fight တယ်